မိုးလေဝသနှင့်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှမေလ12ရက်နေ့ဒီနေ့မြမစံတော်ချိန်ညနေ9:00နာရီခွဲချိန်မှာမိုးကြီးမဲ့သတိပေးချက်ကိုထုတ်ပြန်ပါတယ်။ဒီနေ့မြမစံတော်ချိန်ညနေ4:00နာရီခွဲချိန်တိုင်းထွာချက်များအရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာလေတုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လကောက်မုတ်တုံလေးဝင်ရောက်လာနိုင်ခြင်းကြောင့်လကောက်အပူပြန်တက်တိမ်များဖြစ်ထွန်းမှုအကောင်းချင်းကြောင့်၎င်းဒီကနေ့ညနေမှမေလ20ရက်နေ့တွင် နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆစ်ဆီမှနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာခွဲ၍မိုးကြီးနိုင်ပါတယ်။ တို့ဖြစ်ပါ၍မိုးတိထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးဖြစ်ခြင်း၊ပျက်စီးလက်ခြင်း၊မိုးတိကျွေခြင်း၊ပြက်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တဲ့အတွက်အဲ့ဒီဒေသများရှိကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူများအနေနဲ့မြေပြိုမှုအန္တရာယ်မြေငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေနဲ့ရေကြီးရေလျှံမှုတွေကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်မိုးလေဝသနှင့်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှသတိပေးနှိုးဆော်ထားပါတယ်ရှင်။